ဘဝမှာဒီလူ၃ယောက်ကိုဘယ်တော့မှမမေ့သေးမှာဘူးမမေ့သင့်တဲ့လူ၃ယောက်ဘဝမှာဒီလူ၃ယောက်ကိုဘယ်တော့မှမမေ့သင့်ဘူးပထမတစ်ယောက်ကတင်ဒုက္ခရောက်နေတဲ့အချိန်ဖေးမှပေးခဲ့တဲ့သူကိုဘယ်တော့မှမမေ့သင့်ဘူးဒုတိယတစ်ယောက်ကတင်ဒုက္ခရောက်ချိန်လက်လွတ်ပြီးကိုလို့ယုံတဲ့သူကိုဘယ်တော့မှမမေ့သင့် ဒီလူ၃ယောက်တတိယတယောက်ဂျန်နေနော်တတိယတယောက်ပြောပြမယ်တတိယတယောက်ကအသင်ကိုဒုက္ခရောက်အောင်ဒုက္ခအတွင်းနေတွန်းပုတ်ခဲ့တဲ့သူကိုဘယ်တော့မှမမေ့တင်ဘူးဒီလူ၃ယောက်ကိုဆွဲနေအောင်မှတ်ထားကြအောင်လို့ရတယ်။သင်ကိုကူညီတတ်တဲ့သူမကူညီတတ်တဲ့သူနဲ့ဒုက္ခပေးတတ်တဲ့သူအများအားဖြင့်ကျွန်တော်တို့လူတယောက်ကိုအရန်ယုံကြည်ကြရင်လေ နောက်တော့အဲ့ဒီလူကတော့ဒုက္ခပေးသွားကြတယ်မဟုတ်လားဒုဒုက္ခပေးတင်ရုံပဲဟုတ်မလဲသူ့ကြောင့်ပဲဒုက္ခရောက်ကြတယ်ကြီးသူဟာအဲ့လိုမလုပ်ခဲ့ရင်ကိုဒုက္ခရမှာမဟုတ်ဘူး။ဒါကြောင့်ခိုခက်ခဲနေခြင်းမှာကုညီတဲ့သူကကိုတန်ဖို့အထားရဆုံးသူပဲဖြစ်တယ်။ထပ်ပြောချင်တာကအဲ့ဒီအရာ၃ခုကိုဘယ်တော့မှမမေ့နဲ့ဒီဗီဒီယိုလေးကိုအပေါင်းနှိပ်ထားဖို့လည်းမမေ့ပါနဲ့။